အဲတက်မလို့အပီထောက်ခံတဲ့ဆယ်လီတွေဆယ်လီတွေအားလုံးကိုပြောချင်တယ်ခင်ဗျားတို့အားလုံးရဲ့ပခုံးပေါ်မှာအနိုင်ဆုံးအနိုင်ဆုံးထောင်ဆယ်နှစ်ဆိုတာကျူတင်ရှိနေပြီသားနော်အဘဘောမတွေအတွက်ကတယောက်မှမလွတ်ဘူးတယောက်မှမလွတ်ဘူးခင်ဗျားတို့တယောက်မှမလွတ်ဘူးဟုတ်လားခင်ဗျားတို့မှာအဲ့ဒီအမှုတွေကရှိပြီသားအချိန်အခုအချိန်မှာအဘနဲ့ပိုင်နှုံးပဲဖြစ်ဖြစ်ခိုင်းလို့ကောင်းနှုံးပဲဖြစ်ဖြစ်နော်ခင်ဗျားတို့ အချိန်တန်ကိုကန်နေလာတဲ့အချိန်နော်အချိန်တန်ကိုကဘယ်လိုမတောင့်မြင်ကပ်ခံလာရတဲ့အချိန်အရန်ပွားလာတဲ့အချိန်နော်ဒီအဲ့အချိန်ကြလို့ရှိရင်တော့တောင့်မြင်ကပ်ပုံမရဲ့နောက်မှာအဲ့ဒီအမှုတွေပါလာမှာတန်းစီပြီးလိုက်လာမှာတရားတန်းစီပြီးလိုက်လာမှာမပူနဲ့အဲ့တော့အကြောင်းကိုကျွန်တော်ပြောတယ်မြန်မာနိုင်ငံကအဲတတော်များများခမရတို့ရဲ့ပခုံးပေါ်မှာအနိုင်ဆုံးထောင်စင်နေတင်လာရတယ်နော်အာမေကယူပါဒါကြတော့ကျောင်းမြန်မာပြည်မှာက အဘနဲ့ပိုင်လို့ရှိရင်အဘကဥပဒေပဲဘာလောက်မှနေတဲ့သူတွေအားလုံးကလည်းအဘပိုင်တယ်ဆိုပြီးတော့အာလှုပ်ချင်တာတွေလှုပ်တယ်တကယ်တကယ်ဥပဒေနဲ့ညီဆိုတော့အဘလည်းမကယ်နိုင်ဘူးတယင်းမှုဆိုလို့ရှိရင်တယင်းမှုကတော့ဆိုလို့ရှိရင်တယင်းမှုဒီရဲမီတွေကိုနော်သူ့အိမ်မှာခေါ်ခိုင်းတာအဲနောက်တစ်ခုဒီတယင်းမှုဆိုလို့ရှိရင်သူ့အိမ်မှာခေါ်ပြီးတော့အဲဘယ်လိုခေါ်မလဲဒီရဲဘော်တွေကိုကျုံလို့ခိုင်းတာ ဟုတ်လားဒါမျိုးတွေကလုံးဝလက်ခံစရာအကြောင်းမရှိဘူးအဲ့ဥပဒေကြီးစိုးမှုမဟုတ်ဘဲနဲ့အဘကြီးစိုးမှုဖြစ်နေတာအဲ့တော့ကျွန်တော်ဘလောက်ကြီးပဲနားလည်ရမလားအဘနဲ့ပိုင်တော့မှခင်ဗျားတို့ကြိုင်လို့ရတယ်နော်အဘနဲ့ပိုင်တော့မှခင်ဗျားတို့ကြိုင်လို့ရတယ်အေးအဘနဲ့မပိုင်တဲ့အချိန်ကြာလို့ရှိရင်တော့အဲ့ဒါကခင်ဗျားတို့အမှုတွေအမှုတွေဒါကျွန်တော်အကောင်းပြောပြတာနော်စေတနာနဲ့ပြောပြတာဘာသူဘသူကိုမှလည်းဒါတိုက်ခါကြားစေချင်တာမပါဘူးအဲ့တော့ ကုန်းအနေနဲ့လည်း तू ဘာရှိရဲဘာရှိရဲဆို तू live မှာလည်း तू ပြောခဲ့တာပဲဟုတ်လားအဲ့တော့ဒါလည်းသူ့အတွက်အမှုဖြစ်သွားတယ်အဲ့တော့အမှုဘယ်နှမှုဖြစ်သွားမလဲအမှုက66ကကြီးရတမှုနော်အကြံဖတ်မှုတိုက်ဖြတ်ရေးရနော်တို့ကအကြံဖတ်မှုနဲ့ချိတ်ဆက်မှုရှိပါတယ်ဆိုတော့ဆွဲဆိုချက်တွေအကုန်လုံးလည်းကျွန်တော်တို့ကကြားနေရတယ်လေနော်ဒါကဒါလည်းပုံမှန်တစ်ခုပုံမှန်3ခုဖြစ်သွားပြီနော်အဲ့ဒီပုံမှန်၃ခုနဲ့တို့ကဆွဲမယ်ဆိုဆွဲလို့ရပါတယ်ဆိုတဲ့ပုံစံမျိုးပေါ့เนาะကျွန်တော်ဒီပုံမှန်၃ခုတွေကို ကျွန်တော်ချိန်ကြည့်လိုက်တဲ့အခါမှာအနိုင်ဆုံးမရှိဘူးဆိုလို့ရှိရင်တော့ထောင်နံက10နှစ်ကျော်တယ်နော်60ကျော်ကကြီးကအနိုင်ဆုံး2နှစ်ကြာနိုင်တယ်နော်တခြားပြမှုတိုက်ဖြတ်ရေးဆိုရှင်9နှစ်လောက်သွားတယ်အဲနောက်တက်ဒီဘောလက်နက်မှုတွေပါလေဆိုလို့ရှိရင်လည်းနောက်တက်အခက်မသိရင်6လကနေပြီးတော့3နှစ်ကြာမှရှိတယ်အကျွန်တော်နားလေတော့ပေါ့လေနော်အဲ့တော့10နှစ်လောက်ရှိတယ်ပေါ့ဗျာဒီလောက်ထိကြာသွားနိုင်တယ် အော်သူကမလုပ်ဘူးစာဝိတောက်သားတွေကောင်တော့ခင်ဗျအဘနဲ့ပိုင်နေသူစီးနေကြတာပဲတော့ဝိတောက်သားဥပဒေကလည်းတသက်ရှိသေးတယ်ဆွဲမယ်ဆိုဥပဒေတွေအများကြီးပဲเนาะဆွဲမယ်လို့ဆွဲလို့ရတယ်အဲ့တော့အမှုပဲเนาะဆွဲမယ်လို့ဆွဲလို့ရတယ်အဲ့တော့အမှုရှာနေတဲ့သူတယောက်တည်းအပြစ်ရှာနေတဲ့သူရဲ့အမြင်ထဲမှာအားလုံးကဖြစ်နေရှိနေပြီကိုဖုံးကအခုချိန်မှာအပြစ်ရှာခံနေရတာအမှုရှာခံနေရတာဖြစ်တယ်အမှုရှာခံနေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လက်ရှိပေါ့เนาะသူလုံးဝ သူ့ကိုရှောင်ဆွဲမယ်ဆိုရင်တော့မဒီအမှုလေးမှုကပါနေပြီနော်ဒီအမှုလေးမှုကသူ့ကိုဆွဲမယ်ဆိုတဲ့အခါကျ10နှစ်ကျော်လောက်တော့ရှိတယ်အဲဒါနဲ့ပတ်သက်ပြီးကျွန်တော်သုံးသက်ပြလိုက်တယ်ဒါပေမဲ့ခတ်တာကလည်းကျောင်းမြန်မာနိုင်ငံမှာသုံးသက်ချက်နဲ့ဖြစ်နိုင်တယ်ရနိုင်တယ်စောင်းတော့တိတိချာချာမဖတ်တဲ့သူတွေအတွက်ကြအတွက်လည်းဒီကျွန်တော်တော်လေးလဲအဲစိတ်ထဲမှာပေါ့နော်အကျွန်တော်မုန်းနေတာတွေစိုးနေတာတွေရှိကြတယ်ဒါပေမဲ့အရှိကိုရှိနိုင်ပြောရမှာပါနော်ဒီအမှုတွေနဲ့ဆွဲနိုင်တယ်ပေါ့ဗျာနော်အဲဒီမှုတွေ